်မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်ပြည်လမ်းအပါအဝင်မင်းလာမြို့နယ်ရှိနေရာ၃ခုတွင်တိုက်ပွဲဖြစ်ပွားသဖြင့်လမ်းများပိတ်နေပြီးစစ်အရာရှိ၂ဦးအပါအဝင်စစ်သားတေဆုံးမှုများပြားစစ်ကောင်စီတပ်ဤပြစ်ခတ်မှုကြောင့်ပြည်သူ၄ဦးတေဆုံးနေဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ်ဖကိုးတိုင်အတွင်းရှိရန်ကုန်ပြည်လမ်းအပါအဝင်မင်းလားမြို့နယ်203ခုတွင်တိုက်ပွဲများဖြစ်ပွားနေပြီးအကြံဖက်စစ်တပ်ဘက်မှအရာရှိနှစ်ဦးအပါအဝင်စစ်သားတေဆုံးသူများပြားချောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်စီရေးတရင်ရင်မြင့်များကသတင်းဌာနသို့ပြောကြားပါရယ်ရှမန်နီဇွန်လ16ရက်နေ့ညနေ4နာရီခန့်အချိန်မင်းလားမြို့နယ်အုတ်တွင်းရွာအနီးရှိအကြံဖက်စစ်တပ်၏စစ်ကွင်းတာဆုံးစစ်စေးရေးဂိတ်ကိုတော်လန်ရေးတပ်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထို့ထိတွေ့တိုက်ပွဲအတွင်အကြံဖက်စစ်တပ်ဘက်မှအရာရှိနှစ်ဦးအပါအဝင်ထိခိုက်ဒေဆုံးမှုများပြားခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲအတွင်အကြံဖက်စစ်ကောင်စီတပ်၏ ပြစ်ခတ်မှုကြောင့်ပြည်မျိုးပတ်ရှိမင်္ဂလာဆောင်မှပြန်လာသည့်ပြည်သူ၃ဦးသေဆုံးခဲ့ပြီးရုပ်အလောင်းများကိုလက်ရှိချိန်ထိခောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ကြပြိုင်နက်ထဲယမန်နီညနေ၄နာရီကျော်ခန့်အချိန်မင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းနယ်ဖကိုရိုးမှအကြားရှိနေရာနှစ်ခုတွင်လည်းအချမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲနေရာများကိုအချမ်းဖက်စစ်တပ်မှစစ်ကူစစ်ကြောင်းများပါရောက်ရှိလာခြင်းကြောင့်တိုက်ပွဲများလက်ရှိအချိန်ထိဖြစ်ပွားနေကြောင်းသိရပါတယ် အလားတူယနေ့ဇွန်လ18ရက်နေ့နနက်နနာရီခန့်အချိန်မင်းလာမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားရာနေရာများသို့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခဲ့ရာဖားလီကွင်းမြောက်စုရွာကိုကြားရောက်ပောက်ကွဲခဲ့ပြီးအသက်80အရွယ်အငိမ့်စားចောင်းဆရာမကြီးဒေါ်တင်ကြီးလက်နက်ကြီးကြီးထိမှန်ပြီးတေဆုံးခဲ့ကြောင်းတရွာထဲနေထိုင်သူမတ်ခိုင်သိန်းကြီးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ် ရှင်ရွှေမော်လဲပိုင်းမင်းလာမြို့နယ်တာလီရွာတွင် တက်ဆွဲထားသောဖြူစော်ဒီများကဖော်ကားဖြင့်လက်ဆက်ရွာသို့ဝင်ရောက်စဉ်တော်လန်ရေးတပ်ဖွဲ့များနှင့်ထပ်မံတိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါသည်တိုက်ပွဲတွေကနေရာ၃ခုလောက်မှာဖြစ်နေတယ်ဒီနေ့နဲ့နောက်ပိုင်းလဲဆက်ဖြစ်နေတော့ပဲအခုထိမပြီးသေးဘူးရန်ကုန်ပြည်လန်းကိုလည်းပြည်သူတွေမသွားကြဘူးပြောချင်းနေစစ်ခွေးတွေကထိခိုက်သေးဆုံးမှုတော်တော်များတယ်သေဆုံးတဲ့ထဲမှာ ယူဟာမှုပါပါတယ်လို့တော့သိရပေမဲ့အတီတော့မပြူနိုင်သေးဘူး။ထေတာကစစ်ကွေးဘက်ကတော်တော်များတယ်။တိုက်ပွဲအတွင်းမှာပြည်သူတွေလည်းထိခိုက်သေးဆုံးမှုရှိတယ်။လက်ရှိမင်းလာမြို့နယ်ကတိုက်ပွဲအခြေအနေကြောင့်တရက်တပင်အထက်ကကြောင့်အပါဝင်ကြောင်းတချို့ပါပိတ်လိုက်ပြီးဟု PDF စီရေးတရင်ရင်မြစ်ကရှင်းလင်းပြောဆိုပါတယ်။ပဲခူးတိုင်းအတွင်းမင်းလာမြို့နယ်ရှိတိုက်ပွဲဖြစ်ပွားရာနေရာအများစုတွင် PDF များစုမိုးထားပြီးစစ်ကောင်စီတပ်ကမြို့နေရာကွက်ကွက်တွင်သာလက်ဆွဲထားတိုင်းကြောင့်ဒေသခံပြည်သူတချို့ကပြောဆိုပါတယ်။ ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အခြေခံအကျဆုံးသောနိုင်ငံရေးအခွင့်အကျင့်အဖြစ်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအလုံးကိုကျွင်းချက်မရှိလွှတ်ရန်တောင်းဆိုတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ် မြန်မာနိုင်ငံတွင်ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အခြေခံအကျဆုံးသောနိုင်ငံရေးအခွင့်အရေးဖြစ်သည့်လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုထွင်းချက်မရှိလွှတ်ပေးရန်ပြည်내နှင့်ဖက်ဒရယ်ယူနစ်လွှတ်တော်များလွှတ်တော်ကူစားပြုကော်မတီများကယနေ့တောင်းဆိုကြပါသည်မြန်မာနိုင်ငံတွင်ဒီမိုကရေစီရှင်သန်ရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်တိုင်းသားကောင်းဆောင်များအပါအဝင် key stakeholders အားလုံးသဘောတူသည့်နိုင်ငံရေးအခင်းကျင်းတရက်မဖြစ်မနေအကောင့်ထဲဖော်ရမည်ဖြစ်ကြောင်းထို့သောနိုင်ငံရေးအခင်းကျင်းတရက်ပေါ်ပေါက်ပြီးမှသာလျှင်အခြားသောနိုင်ငံရေးအစီအမံများကိုဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လွတ်တော်ယူနေများနဲ့လွတ်တော်ကူစားပြုကော်မတီ73ခုကတောင်းဆိုထားပါတယ်။လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်၏ဥပဒေမဲ့လုပ်ရများကြောင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဆပြုနေသောနိုင်ငံတော်နှင့်နိုင်ငံသူနိုင်ငံသားများသည့်တောင်ပေါ်မြေပြင်ကျေးလက်မျိုးပြမကျန်နေရာဒေသအစုံ၌အထွေထွေအကျပ်တိမ်များကိုအဆိုးဝါးဆုံးရင်ဆိုင်ကြုံတွေ့နေရပြီးပြည်တော်စု၏အနာဂတ်မှာလည်းမရေရာမတည်မချဘူးများဖြင့်အလွန်ဆိုးရင်ရသည့်အခြေအနေသို့ရောက်ရှိနေသည့်အတွက် ဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည်ပြည်ထောင်စု၏အနာဂတ်နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟုအလေးအနက်ယုံကြည်လက်ခံကြောင်းဖော်ပြထားပါတယ်။ယနေ့ကြေညာချက်ထုတ်ပြန်သောလွှတ်တော်ယူနစ်များနှင့်လွှတ်တော်ကိုစားပြုကော်မတီ73ခုတွင်စကိုင်းဖက်ထရီယူနစ်လွှတ်တော်တရင်သာရီတိုင်းလွှတ်တော်မကွေးဖက်ထရီယူနစ်လွှတ်တော်ရန်ကုန်တိုင်းလွှတ်တော်အေယာဝတီတိုင်းလွှတ်တော်ကချင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီခရီးပြည်နယ်လွှတ်တော်၃ရက်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရင်ပြည်နယ်လွှတ်တော်ကူစားပြုကော်မတီချင်းပြည်နယ်လွှတ်တော်ကူစားပြုကော်မတီမွန်ပြည်နယ်လွှတ်တော်ကူစားပြုကော်မတီရှမ်းပြည်နယ်လွှတ်တော်ကူစားပြုကော်မတီပဲခူးတိုင်းလွှတ်တော်ကူစားပြုကော်မတီမန္တလေးတိုင်းလွှတ်တော်ကူစားပြုကော်မတီတို့ပါဝင်ပါတယ်ဆက်လက်ပြီးတောင်ငူတွင်စစ်ကောင်စီကိစ္စခန်းကိုဖျက်ဆီးမောင်းနှင်လာသောခရင်ပြည်သက်ပါတီအမတ်တစိမ့်နှင့်အလံပါရိတ်ခါတင်ကုန်တင်ကားတစီကိုဖမ်းဆီးရရှိပြီး KNU ထံသို့လွှဲပြောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် ပဲခူးတိုင်းတောင်ကုန်းမြို့နယ်ခရင်ချောင်းတရာကွန်ကရစ်လမ်းပေါ်တွင်စစ်ကောင်စီဂိတ်ကိုဖြတ်တမ်းမောင်းနေလာသည့်ကရမ်းပြည်သည်ပါတီအမတ်တစိအလံပါကုန်းတင်ကားတစီကိုဖမ်းမိခဲ့ကြောင်းရေတာရှိမြို့နယ်အခြေဆိုင်တရင်3500လီမှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါသည် ဇော်လ9ရက်နေ့ညနေ9:45မိနစ်အချိန်တောင်ဟူမြို့နယ်တရင်ချောင်းတရာကွန်ကရစ်လမ်းပေါ်တွင်ဂီတာရှင်မျိုးနှင့်အခြေဆိုင်ဖြီးသူကောက်ခွေရေးတမတော်တရင်3504တက်ခွေတေးရဲပေါ်များနယ်မြေလုံးကျုံရေးဆောင်ရွက်နေစဉ်စစ်ကောင်စီကိမ်များကို လွဲကူစွာဖြတ်တန်းပေါင်းနေလာသည့်ကယန်ပြည်သက်ပါတီအမှတ်တစိမ့်နှင့်အလံပါကားတစီကိုမတင်ကပွဲရာစစ်ဆေးတွေးရှိသဖြင့်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရပါသည်။ထို့သောဖမ်းဆီးထိန်းသိမ်းလိုက်သည့်ကားပေါ်တွင်ရေမောင်းတပ်ဦးရှင်းနှောင်းလိုက်တပ်ဦးနှင့်အတူစံအိတ်125လောအခြားစားတောက်ကုန်ပစ္စည်းများပါရှိပြီးကယန်ပြည်သက်ပါတီအမှတ်တစိမ့်နှင့်အလံကိုကားမှန်ရှိတွင်ကတ်ထားခြင်း ကိုင်းစတီယာရင်ရှိတဲ့တဲ့တွင်ကြည်ဖောက်ဝင်ထားသည့်ကိုစစ်ဆေးတွေ့ရှိရခြင်းခရမ်းပြည်သက်ပါတီယူနီဖောင်းအောင် မာဖလာတက်ခုအုပ်ထုပ်တလုံးခရမ်းပြည်သက်ပါတီဤထောက်ခံချက်ခရမ်းပြည်သက်ပါတီဤဖြတ်သန်းသွားလာခွင့်ပြည်စာများကိုပါစစ်ဆေးတွေ့ရှိခဲ့ရကြောင်းသိရပါတယ်။ထောင်ငူမျိုးနဲ့တရင်ချောင်းထတာကွန်ကရစ်လမ်းပေါ်မှာဖမ်းမိခဲ့တာပါ။ KNU တက်မဟာနဲ့တန်တော်ကြီးမျိုးနဲ့အမြဲတမ်းကော်မတီနဲ့နေမီတာဝန်ခံတို့ထံလွှဲပြောင်းပေးလိုက်တာပါ။ နောက်ဆက်တွဲဖြစ်လာမယ့်ပြည်ထနာကိုတရင်3500လေးနဲ့မသက်ဆိုင်တော့ပါဘူးသူတို့ဘက်ကတာဝန်ယူတာဝန်ခံမှုအပြည့်နဲ့လက်ခံတဲ့အတွက်ဖြစ်စီလူအကုန်လွှဲပြောင်းပေးလိုက်တာပါဟုဂျေတာရှိမှုနေအခြေဆိုင်တရင်3500လေးမှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်ကယန်းပြည်သက်ပါတီအမတ်တစိတ်ပါကာတီစစ်ကောင်စီစစ်စီရေးကိအားလွှဲကူစွာဖြတ်တန်းသွားလာခြင်းကိုထန်တရားရှိသောကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်3500လေးတပ်ခွဲတရဲဘော်များကဖမ်းဆီးထိန်သိမ်းခဲ့ခြင်းဖြစ်ပြီးဇွန်လ9ရက်နေ့တွင် KNU တပ်မဟာနှင့်တန်တောင်ချီ ို့နဲ့အမြဲတမ်းကော်မတီဝင်တာဝန်ရှိသူတအူနှင့်နေမြေတာဝန်ခံတို့ထံရင်းမောင်းနှင့်ရင်းစပယ်ယာတို့ကိုထွေပြောင်းပေးခဲ့ကြောင်းသိရပါတယ်ထို့ပြင်တာဝန်ယူမှုတာဝန်ခံမှုဖြင့်လက်ခံသောကြောင့်ဖန်စီထိမ့်သိမ်းထားသည့်ရင်းပေါ်ပါကြန့်ရှိသည့်ပစ္စည်းများကိုလည်းဇွန်လ16ရက်နေ့တွင်ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်းသိရပါသည်။အဆိုပါဖန်စီထိမ့်သိမ်းထားခဲ့သည့်လူပုဂ္ဂိုလ်ပစ္စည်းများအပေါ်ထိုင်ရင်3500လေးအနေဖြင့်တစုံတရာအလွဲသုံးစားပြုလုပ်ခဲ့ခြင်းမရှိခဲ့ကြောင်း ို့ဖြစ်ပါသောကြောင့်လွှဲပြောင်းပေးအပ်ခဲ့ခြင်းအပေါ်ထာဝရယူလက်ခံသည့် KNU တပ်မဟာနှင့်တန်တောင်ကြီးမျိုးနှင့်အမြဲတမ်းကော်မတီဝင်ထာဝရရှိသူတဦးနှင့်နေမည်တာဝန်ခံတို့ကသာနောက်ဆက်တွဲဖြစ်ပေါ်လာမည့်ပြဿနာများကိုထာဝရယူသွားမည်ဖြစ်ကြောင်းရေဒါရှင်မျိုးနှင့်အခြေဆိုင်တရင်3504ကအတည်ပြုထားပါသည်ဆက်လက်ပြီး AR တာဟီနတာစစ်စစ်ရေခိတ်တွင်စစ်ကောင်စီကအင်အားအလုံးရင်းဖြင့်ခံစစ်ပြင်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည် အေအော်ဒီတိုင်းရေကြီးမြို့နယ်ရင်းနှသာစစ်ဆေးရေးဂိတ်တွင်စစ်ကောင်စီကအင်အားအလုံးရင်ဖြင့်ခန့်စစ်ပြင်ဆင်နေမှုများရှိကြောင်းသိရပါသည်စစ်ကောင်စီအင်အားအပြည့်စစ်ရင်တန်းဆက်နက်စီးသည့်ပြီးခဲ့တဲ့စွန်15ရက်နေ့နံနက်ပိုင်းကအသုံမြို့ကိုဖျက်၍ငတိုင်းချောင်းမြို့အနီးရှိစစ်ရင်တန်းများဝင်ရောက်သွားကြောင်းဒေသခံများကြားမှသိရပါသည်အမြောက်တက်ကြပြီးခွာဘက်ကနေပါ အေအေတက်ဖွဲ့တွေဝင်လာမှဆိုတဲ့အတွက်ရင်းနှသာစစ်စည်းရေးကိတ်ကိုအင်အားအလုံးရင်ပို့ပြီးခန့်ဆဲပြနေတယ်။အမြောက်တပ်တွေကလည်းလူအင်အားတွေထပ်ပို့နေတာရှိတယ်။ဒီကြောင့်ပြစ်ကူလည်းတောက်လျှောက်ပေးနေတယ်ဟုသတင်းဌာနကပြောပါရယ်။ပြီးခဲ့တဲ့ဇွန်12ရက်ကလည်းရေကြီးအမြောက်တပ်အာမတ344မှနေ၍လက်နက်ကြီးငယ်များကြုံပြော်သူအရေးပေါ်ရွှေ့ဆိုင်ပြီးနောက် ရှင်နသာစစ်စေးရိတ်ဂိတ်တွင်ပါခန်းစေးပြုလုပ်လာခြင်းဖြစ်ပါရယ်အမြောက်တက်344ကိုကာကွယ်ရန်ကျုံပြောမှာစစ်ကူအင်အားများပို့ဆောင်နေပြီးလက်နက်ခဲယံတည်ယူပို့ဆောင်နေမှုလည်းရှိကြောင်းသိရပါရယ်ငတိုင်းကြောင်းနှင့်ရခိုင်ကွာလမ်းပေါ်ရှိအမြောက်တက်344တဝိုက်စစ်ကူလာသည့်စစ်ကြောင်းနှင့်တော်လန်ရေးတပ်များတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးရှင်နသာဂိတ်ကိုပါယမန်နီကလုံခြုံရေးအင်အားတိုးမြှင့်လိုက်ကြောင်းသိရပါရယ် ်စစ်ကောင်စီသည်အမြောက်တပ်အနီးတွင်လေကြောင်ဒရုန်းနှင့်စက်တက်လေဒီများသုံးပြီးဖုံးကျဲတိုက်ခိုက်နေပြီးမြေပြင်စစ်ကူများပါပြန်လည်ပို့ဆောင်နေသည့်အတွက်ထော်လန့်ရေးတပ်များ၏ထိုးစစ်မှာအဆုတ်အတက်ရှိနေကြောင်းသိရပါသည် ကျုံပြော်မြို့မှနေ၍အမြောက်တက်344နှင့်ရေနသာစစ်ဆေးရေဂိတ်တို့အင်အားဖြစ်ရန်အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကစစ်မှုရန်တပ်သားတစ်စုဆောင်းရန်ပြင်ဆင်နေကြောင်းသိရပါသည်။ထို့ပြင်ရက်တိုတင်နန်းပြည်၍စစ်တင်နန်းဆင်ထားသည့်ပြည်သူစစ်များနှင့်စစ်မှုရန်ဥပဒေဖြင့်တင်နန်းဆင်ထားသည့်တင်နန်းသားတင်များကိုပါရေနသာဂိတ်တို့ပို့ဆောင်နေမှုများရှိကြောင်း ေသတွင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။စစ်ကောင်စီသည်ရင်းနှသာစစ်ဆေးရိတ်ကိတ်ဖြတ်တန်းခွင့်ကိုအထူးချမှတ်ထားပြီးအခြေခံစားတောက်ကုန်သဲယူခွင့်ကိုပါတင်းကျပ်ထားက73စီသဲယူခွင့်ကိုလုံးဝမပြုကြောင်းသိရပါတယ်။စစ်ကောင်စီနဲ့တရွာအုပ်ချုပ်ရေးမှူးများပူးပေါင်းကအခြေခံစားတောက်ကုန်သဲယူခွင့်ကို၎င်းတို့ထောက်ခံစားပြန်သောသဲယူဖြတ်တန်းခွင့်ပြုပြီးစားတောက်ကုန်များအရက်ကကြက်တော် AA ထံရောက်ရှိသွားမည်ကိုစိုးရိမ်ပြီးဒေသခံများကိုတားမြစ်ပိတ်ပင်မှုများပြုလုပ်နေကြောင်းသိရပါတယ်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းကြံ့မိကြပါစေရှင်။